တင်ဆက်ပေးမယ့်သတင်းကတော့ AIDS ရောဂါကိုဆက်ခံရသူတနေ့ကိုတောင်းကျော်ရှိလာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ခွဲအားကြဆင်းမှုယောဂါဖြစ်တဲ့ AIDS ရောဂါကိုဆက်ခံရသူဟာတစ်ကမ္ဘာလုံးမှာတနေ့ကို2000ကျော်ရှိလာတယ်လို့ကမ္ဘာ့ကျန်းမာရေးဖွဲ့ချုပ်ကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ကမ္ဘာကုလသမဂ္ဂကခုခံအားကြဆင်းမှုယောဂဆိုင်ရာအေဂျင်စီဖြစ်တဲ့ UNAIDS အေဂျင်စီကတကမ္ဘာလုံးမှာပြပေါ်နေတဲ့နောက်ဆုံးချက်လက်တွေကိုစုစည်းတုံးသက်ပြီးရတဲ့နောက်မှာ ANDS ရောဂါကူးစက်ခရသူရေဟာတနေ့ကို2000ကျော်ရှိတဲ့ထင်းထင်းတက်လာတာကြောင့်စွမ့်စရာအကောင်းဆုံးအနေထားကိုရောက်လာတယ်လို့သတိပေးချက်ထုတ်ပြန်လိုက်တာပါ ANDS ရောဂါကူးစက်မှုတွေဟာအာဖရိကနိုင်ငံတွေဟာအစ်တချိန်တို့မြင့်တက်လာတဲ့အနေထားရောက်ရှိလာခဲ့ပြီးတော့ကာကွယ်တားဆီးလုပ်ငန်းစဉ်တွေကိုမလုပ်ဆောင်နိုင်မှုဆိုရင် AIDS ရောဂါကာကွယ်ဆက်မှုဟာစိုးရိမ်ရမယ့်အနေထားစီကိုပြန်လည်ရောက်ရှိလာမှာလို့လဲ UN AIDS Agency Director ကသတိပေးပြကြခဲ့ပါတယ်။ ANDS ရောဂါကူးစက်ပြပွားမှုတွေကိုကာကွယ်တားဆီးနိုင်မဲ့လုပ်ငန်းစဉ်တွေကိုလိုအပ်ချက်တွေအတိုင်းပေါ်စားနိုင်ခဲ့ဘူးဆိုရင်တော့လမ်းမဲ့လေးနေတွင်မှာ ANDS ရောဂါကြောင့်သေဆုံးတဲ့သူတွေဟာနေ့စဉ်၆တန်းကျော်တရားရှိလာမယ်လို့လည်း UNIDS Agency ကတတိပေးခဲ့လို့သိရပါဗျ။ဒီသတင်းတော့ညချောင်းပါပဲပို့လာပါဗျ။